ကိုဝင်ရှိနေတဲ့သူမကိုပြစ်ကတညာလုံးဘားသွားပြီးပျော်ပါနေတဲ့ PK ထွန်းအကြောင်းဖွင့်ချခဲ့တဲ့ပိုးကြဖြူခင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်ပရိသတ်ကြီးဒီနေ့မှာတော့ဆိုရှယ်မီဒီယာသုံးဆွဲသူတွေကြားမှာအရန်ကိုကြိုးနာတက်နေကြတဲ့တချိန်ကနိုင်ငံကျော်မင်းသမီးတယောက်ဖြစ်ခဲ့တဲ့ပိုးကြဖြူခင်ရဲ့လက်ရှိအိမ်တော်၏အခြေအနေလေးကိုတင်ဆက်ပေးမှာပါ ပိုးချပြုခင်ကအပြင်ဘက်မှာအရာရာပြေဆောင်တာယာနေရလို့ထင်ရတဲ့ဒုမရဲ့ဘဝမှာကိုဝင်နေစစ်လာစင်းနေကလေးမွေဖောက်ဖို့တနှစ်ရက်လို့မှခင်မုန်းတဲ့ဖြစ်သူဘားသွားရာကနေတညာလုံးပျောက်သွားတာကြောင့် Facebook ပေါ်ကနေအကူအညီတောင်းပြီးတော့လိုက်ရှာခဲ့ရတဲ့အဖြစ်အထိဖြစ်ခဲ့ပါတယ်။ ပိုးကြပြုခင်ဆိုတာတခေတခါကဗီဒီယိုလောကမှာရောရုပ်ရှင်လောကမှာပါအရန်ကိုအောင်မြင်ကြောကြားခဲ့တဲ့မင်းသမီးတစ်လက်ပါသူရဲ့အမှုပညာလမ်းကြောင်းဟာအောင်မြင်မှုတွေနဲ့ထွန်းလင်းတောက်ပနေခဲ့ပြီးရှေ့ဆက်သွားရင်ထိတ်တန်းနေရာတစ်ခုမှာခိုင်ခိုင်မာမာနဲ့ရပ်တည်နိုင်မဲ့အခြေအနေတွေရှိပါတယ်။ဒါပေမဲ့သူမကအမှုပညာထက်အချက်ကိုဦးစားပေးပြီးတော့တထေးကြီးပီကေထွန်းနဲ့လက်ထပ်ပြီးအမှုပညာအလုပ်တွေကလည်းအားယူသွားခဲ့ပါတယ်။သူတို့နှစ်ယောက်လက်ထပ်ဖို့ကြီးညာခဲ့တော့ကလည်းပရိသတ်တွေကြောင့်မှစိုးရိမ်တန်တွေထွက်ပေါ်ခဲ့ပူပါတယ်။အကြောင်းကတော့ကိုပီကေထွန်းဟာအရင်အိမ်တောင်နဲ့ရထားတဲ့ ားသမီး၃ယောက်ရှိနေရကြောင်းဘိုးကြပြင်ကတယောက်မိသွေးဘဝမှာအဆင်ပြေပါမလားအိမ်ထောင်ရေးတာယာပျော်ရွှင်နိုင်ပါမလားဆိုပြီးတော့မိကုံထုတ်ခဲ့ကြတာပါဒါပေမဲ့လည်းအချင်းတွေကြလာတာနဲ့အမြသူတို့ရဲ့အိမ်ထောင်ရေးကတာယာနေပုံရပြီးတော့ ပရိသတ်တွေရဲ့စိုးရိမ်မှုတွေကလည်းတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားခဲ့ပါတယ်။အခုဆိုရင်တော့ဘိုးကြပြုခင်ရသူတို့နှစ်ယောက်ရဲ့ဒုတိယမြောက်ရင်သွေးလေးကိုကိုဝင်လှထားရပြီးတော့မွေးဖွားဖို့အတွက်နေစီလာစီဖြစ်နေတဲ့အချိန်မှာမွေးဖို့နှစ်ရက်ပဲလိုတော့တဲ့အပြင်ပိုက်သေးကကလေးကလည်းတော်တော်လေးထွားနေရကြောင်းဘယ်အချိန်မွေးမွေးဖြစ်သွားနိုင်တဲ့အရေးကြီးဆုံးအချိန်တစ်ခုကိုရောက်နေပါတယ်။ဒီလိုအချိန်မျိုးမှာခင်မုန်းတဲ့တယောက်နေနဲ့ဇနီးတဲ့အနားမှာအရေးတကြီးကြီးနဲ့ရှိနေပေးရမယ့်အစားလုံခဲ့တဲ့သတင်းကြလာပညာကကိုပီကေထွန်းကတငယ်ချင်းတွေနဲ့ဘာသာတော့မယ်ဆိုပြီးတော့အိမ်ကနေထွက်သွား ားခဲ့ပါတယ်။ဒါပေမဲ့မိုးလင်းပေါက်ပြန်မလာဖုန်းဆက်တော့လည်းမရလုံးဝအဆက်အသွယ်ပြတ်တောက်သွားခဲ့တဲ့အခါမှာပိုးကြပင်ငယ်တယောက်စိုးရိမ်စိတ်တွေနဲ့မနေနိုင်တော့ဘဲနဲ့ Facebook ပေါ်မှာ post တင်ပြီးတော့သူမရဲ့ခင်မွန်းတဲ့ကိုတွေ့ရင်အကြောင်းကြားပေးဖို့အကူအညီတောင်းတာလိုက်ရှာခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။ ဒီသတင်းကိုကြားကြားချင်းမှာပရိသတ်တွေကပိုးချဖြူခင်းအတွက်အရန်ကိုစိတ်ပူပြီးတော့တနာနေကြသလိုဒုမရဲမိခင်ဖြစ်သူကလည်းရန်ကုန်ကနေတမိရှိရာကိုချက်ချင်းပဲအပြေးလွှားလေးလိုက်လာခဲ့ရတယ်လို့သိရပါဗျ။နေစီလာစီကိုဝင်ကြီးနဲ့ဇနီးတဲ့တယောက်အတွက်ဒီဖြစ်ပျက်ကဘလောက်တောင်အားငယ်ပြီးတော့စိတ်ဖိစီးစရာကောင်းလိုက်မလဲဆိုတာကိုချင်းစာကြည့်လို့ရပါဗျ။နောက်ဆုံးရသတင်းတွေကတော့ကိုပီကေထွန်းတယောက်အင်ကိုပြန်ရောက်လာပြီလို့သိရပါဗျ။ သူအိမ်မပြန်နိုင်ခဲ့တဲ့အကြောင်းရင်းကတော့နောက်ထပ်မွေးလာမယ့်ကလေးနဲ့ပေါင်းရင်စုစုပေါင်းကလေး၅ယောက်ရဲ့ဖခင်ဖြစ်တော့မှာကြောင့်တငယ်ချင်းတွေကဝိုင်းပြီးတော့အကုန်ပြင်းနဲ့အတင်းတိုက်ကြတာကြောင့်အမှုလွန်ပြီးတော့မှောက်သွားခဲ့လို့အိမ်မပြန်နိုင်ဖြစ်ခဲ့တာလို့ဆိုပါတယ်။ဘလို့ဝဲဖြစ်ဖြစ်ခင်မုန်းတဲ့အိမ်ပြန်ရောက်လာပြီဆိုတော့ပိုးချဖြူခင်တယောက်တက်ပြင်းချနိုင်မှာပါ။ဒါပေမဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်ပေါ်မှာတော့အမြင်နှမျိုးကွဲနေပါတယ်။တချို့တွေကတော့ဒါဟာယောက်ျားလေးတွေရဲ့ဘဝမှာဖြစ်တတ်တဲ့တာမန်အမှုလွန်တဲ့ကိစ္စတစ်ခုပါလို့ရှုမြင်ကြတယ်လို့တချို့တွေကတော့ကိုယ်စနေမွေးကနေလို့မှာ အရေးကြီးနေတဲ့အချိန်မှာဒီလိုတာဝန်မဲ့တဲ့အပြုအမူမျိုးမလုပ်သင့်ဘူးလို့ဆိုပါတယ်။ လုံးဝလက်မခံနိုင်ကြပဲလို့လည်းပြင်းပြင်းထန်ထန်ဝေဖန်နေကြတာကိုတွေ့ရပါတယ်။ဒီအကြောင်းအရာကိုကြည့်ရှုနားထောင်နေကြပရိသတ်တွေရဲ့အမြင်ကရောဘယ်လိုရှိပါသလဲ။မွေးဖွားကနေဇနီးတွေကိုထားပြီးတော့ဘားသွားပြောဘားရကနေအိမ်မပြန်နိုင်မဲပျောက်သွားခဲ့တဲ့ခင်ပွန်းတဲ့အကြောင်း Facebook ပေါ်ကနေလိုက်ရှာနေရတဲ့ပိုးချဖြူခင်ရဲ့အိမ်ထောင်ရေးပေါ်မှာဘယ်လိုမျိုးသုံးသပ်မိပါသလဲ။ခင်ပွန်းတဲ့ရဲ့အပြုတ်မှုကနားလည်ပေးနိုင်စရာလား။ဒါမှမဟုတ်တာဝန်မေလွန်ရကြသလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။